Korean Channel ကနေပြန်လည်ကြိုဆိုပါတယ်ကဒီ video မှာကျွန်တော်တို့အခြေခံတရစတလုံးဖြစ်တဲ့ Korea တရစတလုံးကိုလေ့လာခဲ့ပြီးသားဖြစ်ပါတယ်ခုဒီခါမှာတော့ကျွန်တော်တို့ကြမ်းရှိနေတဲ့ပေါင်းစတရစေလုံးကိုဆက်ပြီးတော့လေ့လာပါမယ်အောင်ဆုံးနေနဲ့ကျွန်တော်တို့ ေါ်ကနေအောက်ကိုတစ်ချက်ဆွဲမယ်ပြီးရင်ဘယ်ကနေညာကိုတစ်ချက်ဆွဲမယ်နောက်ထပ်ဘယ်ကနေညာကိုတစ်ချက်ဆွဲမယ်အဲ့ဒါဆိုရာလို့တန်းထုတ်မယ်ဗျာရာရာနောက်တော့တလုံးကကျတော့ဘယ်ကနေညာကိုတစ်ချက်ဆွဲမယ်နောက်ထပ်ဘယ်ကနေညာကိုတစ်ချက်ဆွဲမယ်ပြီးရင်ပေါ်ကနေအောက်ကိုတစ်ချက်ဆွဲမယ်အဲ့ဒါဆိုရင်ယောယော ရောလို့အတန်းထွက်မယ်ဗျာနောက်တစ်ရက်လုံးဝကြတော့အပေါ်ကနေအောက်ကိုတစ်ချက်ဂျိုရူလေးဆွဲမယ်နောက်ထပ်ဘောကနေအောက်ကိုတစ်ချက်ထပ်ဆွဲမယ်ပြီးရင်ဘေးကနေညာကိုတစ်ချက်ပိတ်လိုက်မယ်အဲ့ဒါဆိုရင်ယိုးလို့အတန်းထွက်မယ်ယိုးယိုးနောက်ကူကကြတော့ဘေးကနေညာကိုတစ်ချက်ဆွဲမယ်ပြီးရင်ဘောကနေအောက်ကိုတစ်ချက်ဆွဲမယ် ပြီးရင်ပိုကနေအောက်ကိုချက်ချွဲမယ်အဲ့ဒါဆိုရင် u တန်းထွက်မယ် u u ရယောယို u တရာလေးတန်းပေါ့နော်သူရခြားနာချက်ကလေးကိုကြည့်ပြီးတော့တရာလေးတွေကိုလွယ်တကူလေ့လာလို့ရပါတယ်နောက်တစ်ခုကကြတော့ပေါ်ကနေအောက်ကိုချက်ဆွဲမယ် ပြီးရင်ဘေးရညာကိုတစ်ချက်ဆွဲမယ်ပြီးရင်ဘေးရညာကိုတစ်ချက်ထပ်ဆွဲမယ်ဒီတရာလေးကတော့ရှေ့ရတရာနဲ့ပုံစံလေးကိုယူလိုက်တာပေါ့ရာရာဆွဲတရာလေးကိုနောက်ထပ်အီးဆိုတဲ့တရာလေးနဲ့ပေါင်းဆက်လိုက်တဲ့ခါကျတော့ရဲဆိုတဲ့အတန်လေးဖြစ်သွားတယ်ရဲရဲနောက်ကဘေးရညာကိုတစ်ချက်ဆွဲမယ် နောက်ထပ်ဘေးကနေညာကိုချက်ဆွဲမယ်ပြီးရင်ဘောကနေအောက်ကိုချက်ဆွဲလိုက်မယ်ယောဆိုတဲ့တရားလေးပေါ့ဒုတိယမြောက်ဖြစ်တဲ့ယောဆိုတဲ့တရားလေးကိုနောက်ထပ်အီးဆိုတဲ့တုတ်ချောင်းလေးနဲ့ပေါင်းလိုက်တယ်ယေယေယေလို့တန်ထွက်မယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ရတန်ရရဆိုတဲ့တန်6တန်ရသွားပြီပေါ့နော် တရ6လုံးရသွားပြီရယောယူယူယေယေနောက်တစ်ခုကတော့ပေါ်ကနေအောက်ကိုတစ်ချက်ဆွဲမယ်ဘယ်ကနေညာကိုတစ်ချက်ဆွဲမယ်ဒီတရလေးကိုကျွန်တော်တို့အရင်ဗီဒီယိုမှာအိုးဆိုတဲ့တရလေးအနေနဲ့လေ့လာခဲ့ပြီးတာပေါ့ ြင်ရင်ဘောကနေအောက်ကိုတစ်ချက်ဆွဲလိုက်မယ်ဒီပုံစံလေးဆိုရင်တော့ကျွန်တော်တို့ဝဲဆိုတဲ့အတန်လေးပေါ့ဗျာအရင်ဗီဒီယိုမှာပါသွားပြီနောက်ထပ်သူ့ကိုဘယ်ကနေညာကနေတစ်ချက်ဆွဲလိုက်တယ်ဆိုရင်ဝါဆိုတဲ့တရားလေးဖြစ်သွားတာပေါ့နော်ဝါဝါဝါအိုနဲ့အာနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာဝါဆိုတဲ့တရားလေးဖြစ်သွားတာပေါ့နောက်တစ်ခုကကြတော့ဘယ်ကနေညာကိုတစ်ချက်ဆွဲမယ်ပြီးရင်ဘောကနေအောက်ကိုတစ်ချက်ဆွဲမယ် ်ဦးဆိုတဲ့တရားလေးပေါ့ဦးဦးတရားလေးကိုကျွန်တော်တို့ဖေရန်ညာကိုတစ်ချက်ဆွဲလိုက်မယ်ပြီးရင်အပေါ်ကနေအောက်ကိုတစ်ချက်ဆွဲလိုက်မယ်သူကတော့ဝေါ်လို့တန်တွက်တယ်ဗျာဝေါ်ဝေါ်ဦးနဲ့ဩတရားလေးနဲ့ပေါင်းလိုက်တာဝေါ်ဝေါ်ဝါဝေါ်နောက်တစ်ခုကကြတော့ ဘောကနေအောက်ကိုတစ်ချက်ဆွဲမယ်နောက်တစ်ဘေးကနေညာကိုတစ်ချက်ဆွဲမယ်ဥဒရာလေးပေါ့နော်နောက်တစ်ဘောကနေအောက်ကိုတစ်ချက်ဘေးကနေညာကိုတစ်ချက်ပြီးရင်ဘောကနေအောက်ကိုတစ်ချက်အဲဆိုတဲ့ဒရာလေးပေါ့ဥနဲ့အဲနဲ့ဥဒရာနဲ့အဲဒရာလေးနဲ့ပေါင်းလိုက်ရင်ဝဲဝဲဝဲနောက်တစ်ခုကကြတော့ ဘဲကနေညာကိုတစ်ချက်ဆွဲမယ်။ဘောကနေအောက်ကိုတစ်ချက်ဆွဲမယ်။ပြီးရင်ဘဲကနေညာကိုတစ်ချက်တက်ဆွဲမယ်။ဘောကနေအောက်ကိုတစ်ချက်တက်ဆွဲမယ်။နောက်တက်ဒီလူမျိုးလေးထပ်ပြီးဆွဲလိုက်မယ်။ဥဒရနဲ့ဧဒရလေးနဲ့ပေါင်းလိုက်တာဝဲဝဲဝဲဝါဝဝဲဝဲ အဲ့တော့အားလုံးကိုပေါင်းဆက်ပြီးအတန်ထွက်ရွတ်ဆိုကြည့်မယ်ဆိုရင်ယာယောယူယူယေယေဝါဝဝဲဝဲဟုတ်ဒီတရဆယ်လုံးကိုကျွန်တော်တို့လေ့လာကြည့်ရင်ပေါ်ကဂျမ်းကရပ်လက်တန်လေးတစ်ဖြစ်ပြီးတော့အောက်ကဝပ်တန်လေးတူပေါ့နော် ခုမြန်မာမိစီဘူကတော့ကျွန်တော်တို့ကိုတိုင်းဒီ flash card ပုံစံမျိုးလေးတွေဆောင်ရွက်လွတ်တခုထဲမှာရေးပြီးတော့ပို့ကိုကို sensitive အနေနဲ့အပေါ်အောက်ပညာပြောင်းလဲဖြစ်သွားတာနဲ့အတန်းအနေထားလေးတွေပြောင်းလဲဖြစ်သွားတယ်ဆိုတာကိုပြောရန်အနေနဲ့လိလာသွားလို့ရပါတယ်အခုကတော့ဒီ flash card လေးတွေကို ရှင်းနောက်ပင်ညာစီစဉ်ပြီးတော့ကိုကိုကိုစမ်းစစ်တဲ့အနေနဲ့လေ့ကျင့်ခန်းလေးလုပ်သွားလို့လေ့ရတာပေါ့နော်။နောက်ရေးကျင့်ကတော့အကောင်းဆုံးပေါ့ရေးကျင့်ရလဲအရှိမဖြစ်လိုအပ်တာပေါ့လေ။ရေးကျင့်ကျင့်မယ်ဆိုရင်ဒီကျွန်တော်ရှေ့ဗီဒီယိုမှာတင်ထားတဲ့တရစတလုံးနဲ့အခုဗီဒီယိုမှာတင်တဲ့တရ၁၀လုံးကိုပေါင်းစပ်လိုက်ပြီးတော့ဒီလိုအင်းကြောင်းနှစ်ကြောင်းရဲ့အလေမှာ ရေးဆွဲနည်းအဆင့်အတိုင်းလေးတခါတည်းရေးပြီးတော့လေ့ကျင့်လို့လည်းရပါတယ်ကြီးစုလေးလာပြည့်တဲ့အတွက်အားလုံးကိုကျေးဇူးပါဟိုဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပေးကြပါအောင်ပြီးရင် like နဲ့ share လေးလုပ်ပေးလိုက်ပါအောင်ခင်ဗျာပြီးရင်နောက်ဗီဒီယိုတွေအတွက်ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့အားပေးဖို့ရာ subscribe ရ notification bell ကိုလည်းနှိပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်